My name is Ralian Thang. I come from Australia. My original is Myanmar. I'm a မေဆရမင်္ဂလာပါဒီတစ်ချိန်မှာတော့ OC နိုင်ငံကလာတဲ့ Ranlian Thang Ranlian Thang ကို ကျွန်တော် Uganda နိုင်ငံ Kampala Property Property ခကန်းနဲ့ပြားကြမှာ ရောက်နေတာကိုတွေ့ရတာဖြစ်ပါတယ်ဒါကကျွန်တော်မြန်မာပြည်ကနေ Australia နိုင်ငံမှာတွားနေတဲ့ ချင်းလိုမျိုးဖြစ်တယ်တိုးတော်လဲဝိညာဉ်ရေးရမှာလိုအပ်တာဖြစ်တဲ့အတွက်ပရော့ဖက်ခခန်တေရှိကို ရောက်လာတာဖြစ်တယ်ပရော့ဖက်ကသူ့ကိုပါအခွင့်ရေးပေးတယ်လေသူ ပရော့ဖက်နဲ့တွေ့တဲ့အခါဘလို့တောင်းဆိုတယ်လေနားတောင်ကြည့်ရအောင် Family what happened stuck uh we went to plan uh prayer mountain သူတို့ဒီဆီယာရန်လန်ထန်ကသူ့ တို့ရဲ့ဒီဝိညာဉ်ရေးရမှာအဟအတာရှိတယ်လို့ပြောတာဖြစ်တယ်အဲဆီယာရလန်ထန်ကသူကအော်ဆွတောင်းတဲ့ဆွတောင်းတောင်ကိုသူလှုပ်ချင်တာဖြစ်တယ် we want to buy land and or ဆိုတော့သူတို့အဲ့ဒီဆွတောင်းတောင်အတွက်မြေကြီးဝယ်ချင်တာဖြစ်တယ်ဆိုတော့ဘာကြောင့်ဒီနေရာကိုဝယ်ချင်တယ်လဲဆိုလို့ရှိရင်အဲတန်ရှင်တော်ဝိညာဉ်တော်နဲ့အဆက်အသွယ်ရဖို့ တန်ရှင်တော်ဝိညာဉ်တော်ခံရဖို့ဆွတောင်းတာဖြစ်တယ်။ဘာဖြစ်ဆိုတော့ဝိညာဉ်တော်မခံရဘဲရှိနေတာဖြစ်တယ်။ Oh you want to buy a land and make a prayer mountain. Yeah yeah. So prophet ကသူ့ကိုမဲတယ်။နင်ကမြေကြီးဝယ်မယ်။အဲ့ဒီမြေကြီးမှာဆွတောင်းတောင်လုပ်မယ်။အဲ့လိုလုပ်ချင်တာလားလို့ပြောတော့ဟုတ်ပါတယ်တဲ့။ Can you help me? ကျွန်တော်တို့ကိုကူညီပေးပါ။ We shall pray for you. We shall pray for you. ငါတို့ကနင်တို့အတွက်ဆွတောင်းပေးပါမယ်။ ဆိုတော့ဒီနေ့နိုင်ငံတကာကိုရောက်လာတဲ့ရောက်သွားတဲ့ကျွန်တော်တို့တိုင်းရင်းသားတွေပေါ့နော်အဲအခုတချို့ကအော်စီတချို့ကဂျာမနီတချို့နော်ဝေးတချို့ဆွီဒင်တချို့ကအင်္ဂလန်တချို့အမေရိကတချို့ကအော်စတြေးလျစသည်ဖြင့်တိုင်းနိုင်ငံအသီးသီးပေါ့ဂျပန်စင်ကာပူထိုင်းမလေးရှားစသည်ဖြင့်ရောက်သွားကြတာဖြစ်တယ်အဲ့ဒီနိုင်ငံတွေကိုရောက်သွားပြီးတဲ့နောက်တန်ရှိုးဝိညာဉ်တော်ခံရဖို့လိုတယ်ဆိုတာသိလာတဲ့အခါမှာ တန်ရှင်တော်ဝိညာဉ်တော်ရရရချင်တာဖြစ်တယ်တိုးတော်လဲတန်ရှင်တော်ဝိညာဉ်တော်မရနိုင်ပဲဟန်တာချင်းခံရတဲ့အခါမှာအာဖရိကမှာရှိတဲ့ပရောဖက်တွေရှိကိုရောက်လာရတာဖြစ်တယ်ဆိုတော့ပရောဖက်ကသူ့ကိုကူညီပေးမယ်လို့ပြောတာဖြစ်ပါတယ်ပရောဖက်ကပုံဆွဲပြနေတာဖြစ်တယ်ဘာကိုဆိုလိုတာလဲနောက်တော့ကြည့်အောင် Uh, no, I just wanted to remind you. This one, I... You came from Myanmar? Yeah, yeah. နေကတတိပေးတယ်နင်းမြန်မာပြည်ကလာတာဟုတ်ပါသလားဆိုတော့ဟုတ်ပါတယ် to mind you this place these are like bamboo trees အခုဒီမှာဆရာဆွဲဆွဲပြထားတာဒါကတော့တဲ့ဝါဝါပင်တယ်ဟုတ်တယ်တဲ့ဝါတော့ဘာနော်ဝါပင်တယ်ဟုတ်တယ်တဲ့နင်းဒီနေရာကိုတတိရပါသလား bamboo tree bamboo tree we have bamboo here ဆိုတော့ဒီနားမှာဝါပင်နေရှိတယ်လို့ဆရာကပြောပါတယ် and uh, just adjacent not far there was a house here အဲ့ဒီဝါတော်နဲ့တိတ်မဝဲတဲ့နေရာမှာအိမ်ရှိတယ်လို့ prophet ကသူမြင်တာကိုပြောပြပါတယ် i can remember this house ကျွန်တော်အဲ့ဒီအိမ်ကိုတတိယတယ်လို့ပြောပါတယ် my family everything stuck can we can't receive as uh, politics ང་ རུ་ མི་ཏ་ སུ་རི་ག་ སུ་ཏང་དེ་ སུ་ཏང་བེ་མེ་ ང་ རུ་ we can't receive the holy spirit spirit so it is that you should be delivered from that religion issue ma so prophet ga balo pyo le so ro ne tan shin do you can be delivered from religious issue ဆိုတော့ဒီဘာသာရေးဝိညာဉ်ကနဲ့လွတ်မြောက်မှသာလင်တန်ရှင်တော်ဝိညာဉ်တော်ကိုနင်တို့ခံရမှာ ဖြစ်တယ်လို့ prophet ကပြောပါတယ်။ယက်နာခန် deliverance dimitor tin swakanan howte ဆိုတော့ဒီနေ့ခရိယန်ဖြစ်လာပြီးမှတန်ရှင်တော်ဝိညာဉ်တော်ရချင်တယ်ဆိုလို့ရှိရင်ဒီခရိယန်တွေမှာ ခရိယန်ဘာသာဝိဘာသာရေးဝိညာဉ်ဆိုတာရှိတာဖြစ်တယ်။အဲ့ဒီဘာသာရေးဝိညာဉ်ကနဲ့လွတ်မြောက်ဖို့လိုတယ်။အဲ့ဒါကနဲ့မလွတ်မြောက်လို့ရှိရင် ဘလို့မှတန်ရှင်တော်ဝိညာဉ်တော်မရနိုင်ဘူး။ဥမာဗုဒ္ဓဘာသာဝင်တယောက်ကခရိယန်ဖြစ်လာတယ်။တန်ရှင်တော်ဝိညာဉ်တော်ရချင်တယ်ဆိုလို့ရှိရင်ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ဘာသာရေးဝိညာဉ်ကနဲ့လွတ်မြောက်ဖို့လိုတယ်။အဲ့ဒါမလွတ်မြောက်ဘူးဆိုလို့ရှိရင်ဗုဒ္ဓဘာသာဝင်က ခရိယန်ဖြစ်လာရင်လည်းတန်ရှင်တော်ဝိညာဉ်တော်မရနိုင်ဘူး။သူနည်းလကောင်းပဲဟိန္ဒူဘာသာဝင်တယောက်ကခရိယန်ပြောင်းလာတဲ့အခါမှာအဲ့ဒီဟိန္ဒူဘာသာနဲ့ဆိုင်တဲ့ဝိညာဉ်ကနဲ့မလွတ်မြောက်ဘူးဆိုလို့ရှိရင်တန်ရှင်တော်ဝိညာဉ်တော်ကိုမရနိုင်ဘူး။ နေ့လကောင်ပဲမွတ်စလင်ဘာသာဝင်တယောက်ကခရစ်ယာန်ပြောင်းလာခဲ့တယ်ရှိတော့သူကအဲဒီမွတ်စလင်ဘာသာနဲ့ဆိုင်တဲ့ဘာသာရေးဝိညာဉ်ကနေမလွတ်မြောက်ဘူးဆိုလို့ရှိရင်အဲ့ဒါကိုမဖေရှားဘူးဆိုလို့ရှိရင်ဒီနေ့ခရစ်ယာန်တွေရတယ်တန်ရှင်တော်ဝိညာဉ်တော်ကိုမရနိုင်ဘူးနော်ခရစ်ယာန်အိမ်မှာမွေးလာတဲ့ခရစ်ယာန်တွေကလည်းပဲအခရိယံဘာသာရေးဝိညာဉ်ကမွေးကလေးကရှိတာဖြစ်တယ်။အဲ့ဒီဘာသာရေးဝိညာဉ်ကိုမဖေရှားဘူးဆိုလို့ရှိရင်တန်ရှင်တော်ဝိညာဉ်တော်ကိုလက်ခံလို့မရဘူး။ ဆိုတာဒါကြောင့်အဲ့ဒါကိုကျွန်တော်တို့နားလည်နိုင်ဖို့အတွက်မိတ်ဆွေများကို ရှင်းပြပေးတာဖြစ်တယ်ကျွန်တော်တို့နတ်စားကနဲ့လာတဲ့လူတွေကြတော့အဲ့ဒီရူးရနတ်ကိုနင်ထုတ်ပေးရတာဖြစ်တယ်အဲ့ဒါမနင်ထုတ်ဖို့ဆိုလို့ရှိရင်ငါတို့နတ်စားကနဲ့ခရိယံဘာသာပြောင်းလာတဲ့လူတွေကလည်းဘလောက်ပဲဆူတောင်းတောင်းတန်ရှင်းလို့ဝင်တော့မရနိုင်နော်ဒါကြောင့်ခရိယံဘာသာမှာကြီးလာတယ်ဖြစ်စေတခြားဘာသာကနဲ့ပြောင်းလာတယ်ဖြစ်စေ ်တန်ရှင်တော်ဝိညာဉ်တော်ကိုယှချင်တယ်ဆိုလို့ရှိရင်အဲ့ဒီကိုပြောင်းလာတဲ့ဘာသာအတိအသင့်နဲ့ဆိုင်တဲ့ဘာသာရဲ့ဝိညာဉ် religious spirit ကနဲ့လွတ်မြောက်ဖို့လိုတယ်ဆိုတာကိုဘုဒ္ဓရာဖြစ်ဝင်ကပေးတာဖြစ်တယ်ဒီနေ့ကျွန်တော်မြန်မာပြည်အတွင်းထဲမှာနေတဲ့လူတွေကဒီဘာသာရဲ့ဝိညာဉ်ရှိကြောင်းကိုမသိဘူးတို့တော့လည်းတိုင်းတစ်ပါးကိုရောက်သွားတဲ့လူတွေကြတော့ဘာသာအတိအသင့်မှာအဲဘာသာရဲ့ဝိညာဉ်ရှိတာ ိရတယ်။အဲ့ဒါကိုမဖေရှားဘူးဆိုလို့ရှိရင်တန်ရှင်းလို့ဝိညာဉ်တော်မရနိုင်ဘူးဆိုတာကိုနားလည်ရတော့ကာလဖြစ်ပါတယ်။ Sleep the Holy Spirit ။ဆိုတော့အဲ့ဒီဘာသာရေးဝိညာဉ်ကိုဖေရှားပြီးမှနင်တို့ကတန်ရှင်းတော်ဝိညာဉ်တော်ကိုရမှာဖြစ်ပါတယ်။အဲ့ချစ်တဲ့ချစ်တဲ့ကြက်ကြက်ရောင်းနေတော့လာတယ်အဲ့ဒါပြီးမှတာလေဒီအစွတ်တောင်းတဲ့တောင်းကိုဝယ်ရမှာဖြစ်ပါတယ် this is what you need this is what you need နေတို့လိုအပ်တာအဲ့ဒါဟုတ်တယ်ဆိုတော့အစကနေပြန်ပြောရမယ်ဆိုလို့ရှိရင်ဒီမိသားစုတွေကခရိယန်တွေဖြစ်တယ်အဲတန်ရှင်တော်ဝိညာဉ်တော်ရချင်တယ်ဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တော်မရဘူးဆိုတော့ prophet ကလာတဲ့အခါ prophet ကနေတို့ဟာခရိယန်ဘာသာရဲ့ဝိညာဉ်ကနေလွတ်မြောက်ဖို့လိုတယ် religious spirit ဲ့ဒီကနေလူမြတ်မတာနေတော့တန်ရှင်တော်ဝိညာဉ်တော်ရမှာဖြစ်တယ်။အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ရပြီးမှတာလေနေတော့ဟာအဲဒီဆုတောင်းတောင်းတွေဝယ်ပြီးမှအဲ့ဒီမှာဆုတောင်းမယ်ဆိုလို့ရှိရင်တန်ရှင်တော်ဝိညာဉ်တော်ကိုနေတော့အဲ့ဒီတောင်းမှာဝိညာဉ်တော်ကိုခံရကြမှာဖြစ်တယ်လို့ညွန်ကြားပေးတာဖြစ်တယ်။ဒီလိုပြောတဲ့အခါမိတ်ဆွေတို့ကိုပါတာပြောင်းဖို့ဝယ်ငှတာမဟုတ်ပဲတန်ရှင်တော်ဝိညာဉ်တော်ဘယ်အချိန်မှမရတာလေဘယ်အချိန်မှရတယ်လဲဆိုတာဘုဟုဒ္ဓရာတွန်းနိုင်ရန် ဘာသာပြန်ပေးတာဖြစ်ပါတယ်ဘုရားသခင်ကောင်းချီးပေးပါစေအာမင် I'll help you. I will have you. Prophet ကဒီအတွက်ကိုညင်ပေးမှာဖြစ်တယ်။ဆိုတော့ဘာကိုညင်ပေးဆိုတော့ Prophet ကနှမျိုးကိုညင်မှာဖြစ်တယ်။ပထမတစ်မျိုးကဒီလူတွေထဲမှာပါတယ်။ဘာသာရေးဝိညာဉ်။ခရိယန်ဘာသာနဲ့ဆိုင်တဲ့ဘာသာရေးဝိညာဉ်။အဲ့ဒါယေရှုနဲ့မဆိုင်ဘူး။အဲ့ဒါကိုဖယ်ရှားပေးမယ်။ပြီးမှတန်ရှင်တော်ဝိညာဉ်တော်ရဖို့ဆုတောင်းပေးမှာဖြစ်တယ်။ you still have many people over there နေတို့နိုင်ငံမှာလူအများကြီးရှိတယ်မင်းတို့တံပိနေနေခင် who wants to know christ မြောက်မြတ်စွာတော့အဲ့ဒီလူတွေကယေရှုခရစ်တော်ဟာဘယ်လိုလဲဆိုတာကိုအရင်သိချင်ကြတာဖြစ်တယ်အမင်းတို့တံပိပတိယနဲ့ထိုက်သူမြင်းအုံးရှိဆိုတော့ပရိုဖက်ကအဲ့ဒါတည်တယ်ဒါကြောင့်ကူညီပေးမယ်လို့ပြောတာဖြစ်ပါတယ်ဆိုတော့ငါတို့မြန်မာပြည်မှာ ယေရှုခရစ်တော်ဟာဘာလို့လဲဆိုတာမကြားဘူးတဲ့လို့မသိတဲ့လို့အများကြီးရှိသေးတယ်။ဘာသာရေးထဲမှာနစ်မွန်းနေပြီးမှဝိညာဉ်တော်မခံရသေးတဲ့ခရစ်ယာန်တွေအများကြီးရှိသေးတာဖြစ်တယ်။ဆိုတော့နေလိုတိုင်းပြည်မှာလူအများကြီးရှိတယ်လို့ပြောတဲ့အခါမှာအဲ့ဒါတွေကိုဆွလိုတာဖြစ်တယ်။ကေတင်ချင်းစိတ်ချမှုမရသေးတဲ့သူတန်ရှင်တော်ဝိညာဉ်တော်မရသေးတဲ့သူဘာသာရေးထဲမှာပဲနစ်မွန်းနေတယ်လို့အများကြီးရှိတယ်ဆိုတာဒါကိုဆွလိုတာဖြစ်ပါတယ်။ Amen. I'll give you the anointing oil. ဆိုတော့ prophet ကသူ့ကိုပြစ်တိတ်စီပေးလိုက်မှာဖြစ်တယ်လို့ကတိပေးပါတယ်မင်းတို့ရှင်နင်းနဲ့ငါနဲ့အတူဆွတ်တောင်းမယ်အဲ့ဒီအတွက် the lord will help you the lord will help you ဘုရားသခင်ကနင်းကိုကူညီလိုက်မယ် Deliverance going on for these brethren from Australia. ဒါကကျွန်တော်တို့မြန်မာပြည်ကနေ ထွက်ခွာလာတဲ့လူတိုင်းလူတိုင်းဟာကိုကအိုစီကိုရောက်သွားတဲ့လူရှိမယ်ဂျပန်စင်ကာပူမလေးရှားဥရောပဗြိတိရှအာနိုင်ငံအမေရိကနိုင်ငံကနေဒါနိုင်ငံနော်အဲတောင်ကိုရီးယားအဲဗီယက်နမ်ထိုင်းနိုင်ငံစသဖြင့်ပေါ့နော်ဝေးတို့ဆွီဒင်တို့ရောက်သွားကြမှာဖြစ်တယ်ဖျားတခင်ကအတီးတီးပို့လိုက်မှာဖြစ်တယ်အဲ့ဒီနိုင်ငံကိုရောက်တဲ့အခါအဲ့ဒီမှာခီးဆုံးတာမဟုတ်ဘူး အဲ့ဒီနိုင်ငံရောက်လို့ရှိရင်တန်ရှင်းတော်ဝိညာဉ်တော်ရဲ့အလေလာကိုပြန်လေ့လာဖို့လိုတယ်။အဲ့ဒီတန်ရှင်းတော်ဝိညာဉ်တော်အလေလာကိုယူပြီးမှတာလင်တခါတိုင်းပြည်ကိုဘယ်လိုအကျိုးပြုမလဲဆိုတာကိုပြန်ပြီးမှအလုပ်လုပ်ရမှာဖြစ်တယ်။ကိုတက်ကိုရောက်သွားတဲ့နိုင်ငံမှာခီးလန်းဆုံးတာမဟုတ်ဘူး။ကိုရောက်သွားတဲ့နိုင်ငံမှာဝိညာဉ်ရေးရာကိုတဆင့်ပြန်ပြုပြင်ယူပြီးမှကိုတိုင်းပြည်ကိုပြန်လည်ဖေးမှဖို့လိုတာဖြစ်တယ်။အဲ့ဒီပုံမှာအဲ့ဒီအတွက်ခေါ်ချင်းခံရတဲ့သူဆယ်လွတ်ချင်းခံရတဲ့သူဖြစ်တယ်ဆိုတာကို ဒီအခုဆရာထောင်မြတ်ဆုလို့နားလေဆက်ချင်ပါတယ်ဖျားတခင်မိတ်ဆွေတို့ကိုကောင်းချီးပေးပါစေဝဲဇီယောတိုဘရဒါဘယ်မှာလဲနေမှာအရက်ရှည်တဲ့အကူတယောက်ရှိတာဘယ်မှာလဲ brother ကျွန်တော်ကျမရှိမမောင်တော့အကူ၄ယောက်ရှိတယ်ဟာအဆန်းတို့မိခတဲ့ဆာ proper လိုချင်တာကအရက်အမြင့်ဆုံးတယောက်ကိုပြောနေတာ မိကတဲ့အဆောင်စမီချကူဥပဇံ the oldest one ဆိုတော့အရက်အမြင့်ဆုံးတယောက်ကတဲ့သူတို့ဒီမှာအကူအကြီးဆုံးကအရက်အမြင့်ဆုံးဖြစ်ပါတယ်တဲ့ prophet ကအဲ့ဒီလူကိုမြင်တာဖြစ်ပါတယ်ကဒါဥမ်တေမြန်မာကောလမ်အဲ့ဒီတယောက်ကအခုမြန်မာပြည်မှာရှိတယ် in burma in myanmar in myanmar this prefer for him ဆိုတော့အခုဒီတစ်ချိန်လက်တင်တာကတော့အဲ့ဒီမြန်မာပြည်မှာရှိတဲ့အဲ့ဒီတရားအတွက်လက်တင်ပေးတာဖြစ်ပါတယ် အမတ်ကခါဆုံး Father of children of Jesus ဆရာမြန်မာပြည်ကနေထွက်လာတဲ့အခါမှာဘာသာရေးနတ်ဆိုနင်ထုတ်ဖို့လိုတယ်ဆိုတာမသိဘူးရိုးရာနတ်ဆိုနင်ထုတ်ဖို့လိုတယ်ဆိုတာမသိဘူးရုပ်ထုနဲ့ဆိုင်တော့နတ်ဆိုနင်ထုတ်ဖို့လိုတယ်ဆိုတာမသိဘူးကြိမ်ချင်းကိုဖျက်ဖို့လိုတယ်ဆိုတာမသိဘူးတိုးတော်လည်းဖခင်ကမြန်မာပြည်ကနေအပြင်ကိုထွက်ခွာလိုက်တဲ့အခါမှာ ရိုးရနှဆွနင်ဖို့လိုတယ်ပါရရဲ့ဆိုင်တဲ့နှဆွနင်ထုတ်ဖို့လိုတယ်တန်ရှင်တော်ဝင်တော်ခံဖို့လိုတယ်ဆိုတာနားလည်လာရတာဖြစ်တယ်ဒါကြောင့်တိုင်းတပားကိုသွားတယ်ဆိုတာကဖရာတခင်အခွင့်ရှိလို့ဖရာတခင်ကမိတ်ဆွေတို့ကိုယုံကြည်စိတ်ချလို့ဆင်လွတ်လိုက်တာဖြစ်ပါတယ်ဒါကြောင့်ဖရာတခင်စိတ်ချလို့တိုင်းတပားကိုဆင်လွတ်တဲ့အခါမှာရောက်တဲ့နိုင်ငံကနေဖရာတခင်ရဲ့ဝိညာဉ်တော်ကိုလေလာခံယူပြီးတော့မိမိတိုင်းပြည်အတွက်အကျိုးပြုဖို့တက်ရောက်ရှိတဲ့နိုင်ငံအတွက်အကျိုးပြုဖို့ဖျားတခင် မိတ်ဆွေကိုမိတ်အဖျားတခင်အတုံးတော်ခံမိတ်ဆွေရဲ့တွေကဖျားရဲ့အတုံးတော်ကိုခံယူပါလို့ကျွန်တော်တို့အကြံပြုတယ်အထုတစ်ပြင်ဗုဒ္ဓဘာသာကနေထွက်လာတဲ့သူတွေဟိန္ဒူကနေထွက်လာတဲ့သူတွေမွတ်စလင်ကနေထွက်လာတဲ့သူတွေနတ်ဆာကနေနိုင်ငံရချောက်ထွက်လာတဲ့သူတွေကမိမိကိုယ်တိုင်ကေတင်ချင်းရပြီးတဲ့နောက်အိမ်ခုတိုင်းပြည်မှာကြံခဲ့တဲ့မိသားစုဝင်တွေကိုယေရှုခရစ်တော်ရဲ့ကေတင်ချင်းကိုပြန်လဲဝင်ငှပေးဖို့လိုမှာဖြစ်ပါတယ်မိမိမိသားစုကိုမိမိကိုယ်တိုင် ကေတင်ဖို့တာဝန်ရှိမှာဖြစ်ပါတယ်ဆိုတော့ဖျားတခင်အလုံးကိုကြွယ်ဝစွာကောင်းချီးပေးပါစေဝိညာဉ်ရေးရဗဟုသုတအဖြစ်ပါတာပြန်လိုက်ပါတယ် Your free in Jesus name. Thank you, Jesus.